အားလုံးပဲမင်္ဂလာပါရှင်ကျမကတော့ IP ဖြစ်ပါတယ်ဆီယာမာကျူးရဲ့စုံနေရက်နဲ့လွမ်းလေခြင်းဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း73ကိုဆက်လက်ပြီးတော့ဖတ်ပြပေးပါမယ်ရှင်တကယ်တော့မောင်တီရန်ကုန်သို့အလဲလာတာမဟုတ်အလုံလုံးဖို့လာတာဖြစ်သည်ဘုန်းကြီးဦးမပီတာကို သူပူဇာလို့ဘုန်းကြီးကရန်ကုန်ရောက်နေသည့်ရေနံကျောင်းသားအသည့်ဒါရိုက်တာတဦးကို မိတ်ဆက်စာရေးပေးပြီးလွတ်လိုက်ရခြင်းဖြစ်သည် မင်္ဂလာတော်မှာရွှေစီရီဘုံကြီးကြောင့်ရှိတယ်ဆိုတာလဲညာပြောချင်တာဖြစ်သည်သူကတကုံမျိုးတက်မှာတဲခုံနေတာဖြစ်သည်ဒါရီကိုကျမသိလိုက်ရသည်ကသူရန်ကုန်ရောက်ပြီးလင်းငါ6ရက်ကြာမှဖြစ်ပါသည်မမမော်ဘီကိုသွားချင်ရင်ဘာကားစီးရမှာလဲမမအယောင်မြင့်တဲ့ရေဝင်နှန်းဆိုတာဘာလုပ်တွေလုပ်ရတာလဲမမကမောက်တင်ဘူးလား ကမောင်းတင်ခြင်းရင်ဘယ်မှာတင်ရတာလဲသူစီကမိခွန်းတွေတမျိုးပြီးတမျိုးတိုးလာတာကိုကြည့်ချင်းအဖျင်းသူရန်ကုန်မှာအလုံးလုံးတော်မြည်ဟုသိရခြင်းဖြစ်သည်သူနှစ်ဝင်းနေစဉ်တော့ကသူ့အကြောင်းတွေကိုကျမသိလာပြီးထင်ခဲ့၏အခုလောလူချင်းနီးသည့်အခါကျမသူ့အကြောင်းကို ကျမတကယ်မသိပါလားဟုခံစားရသည်သူတဲခုံနေသည့်တခုံမျိုးတစ်ကအတိအိမ်ကို ကျမအားတော်တော်နှင့်လိပ်စာမပြောပေဘာလဲ မမစီကျွန်တော်လားလဲမှာပေါ့ကျွန်တော်ကယောက်ျားလေးပဲမမကလာစရာမှမလိုပဲဟုကျွန်မကိုအကြောင်းပြသည်နောက်တော့သူအဲ့ဒီမှာနေတာရောဟုတ်ရဲ့လားဟုပင်ကျွန်မတန်လျာဖြစ်မိသွားသည်ဘာပဲဖြစ်ဖြစ်အင်္ဂလိပ်စာတော်မှဖြစ်မည်ဟုသူကိုယ်သူတည်တော်မောင်ကိုကျွန်မဒီထက်မကတမျောက်စေခြင်းသဖြင့်ကျွန်မစာတင်သည့်အကြောင်းမှာကြောင်းအပ်ပေးလိုက်၏ ကျောင်းလာခကနည်းနည်းများတော့သူ့မပါလာသည့်ငွေမလောက်တဲ့ပြန်ကျွန်မဆုထားသည့်ငွေတွေကနေဆိုင်လိုက်သည်ကျွန်တော်လာခထုတ်ရင်ပြန်ပေးမှနော်မအေးနေစမ်းမအောင်မင်းလာခကဘယ်လောက်ရမှလဲမမကိုအကျွေးဆက်တာထဲနည်းနည်းတော့ပုံမှာပါတွေ့လားမိဝင်တစ်ခုကိုသူ့ဖြေပုံကကလှုပ်ဝဲမှုတွေအဖုံအပိတ်တွေနဲ့အတော်ပဲမမကြောင်မှာဆိုတော့မမကိုကြောင်သွားကြောင်ပြန်အဖို့လိုက်ပေးလို့ရပြီ။ ဘယ်ဖြစ်မလဲမင်းစားတရားမဲ့အချိန်ကတစ်ချိန်နဲ့ရဲ့မမကစာတင်ချိန်တွေအများကြီးမို့မင်းနဲ့အချိန်မတူဘူးသို့တော့သူ့အလောချိန်နဲ့တိုက်နေတာများပါသည်မောင်လေးနင်ထမင်းစားတော့ဘယ်မှာစားလဲကြုံတလို့ပဲကြုံတလို့ဆိုတာဘလို့မျိုးလဲအော်ခေါဆွဲတုတ်တို့ထမင်းစီစမ်းတို့ပေါ့ထမင်းဆိုင်မယူဘူးလားမယူဘူးလေဘသူကချက်ပေးမှလဲ မောင်ကျမနဲ့နီနီလေးမှနေထိုင်မှုတိုက်တုံးမိခဲ့သူကကျမပါဝန်ခံပါသည်သို့တော့ကျမဤစေတနာကမောင်ကိုအန်ရဲကင်းတန့်ရှင်းပြီးအဟာရပြည့်သည့်အစာအစာတွေစားသေးကြလို့ပါကျမကနနတိုင်းကိုထမင်းကိုချက်ပြီးကြောင်းသို့ထမင်းဘူးထက်ယူသွားနေကြမို့သူအတွက် ထမင်းဘူးတစ်ခုထပ်ပို့လို့ထူးခြားပြီးအချိန်ကုန်မှမဟုတ်ပဲကျမကဒီလောက်ပဲတွေ့ပြီးတိုက်တွန်းခဲ့တာ သို့တော့ကျမကြိုတင်မတွေးထားသည့်အကျိုးဆက်တွေကအများကြီးပါလားအထူးသဖြင့်လှုပ်ဝက်ဖုံးခွဲတတ်သည့်မောင်အတွက်ပါကျမဤမျက်စိအောက်မှနေရတာစိတ်ကျဉ်ဆက်နေလိမ့်မည်ဟုမတွေးမိခဲ့ပေငယ်စဉ်တုန်းကကျမအိမ်နဲ့နီးစဉ်လို့ခုံရောင်လမ်းမှရှိသည့်ပွဲရုံတွေမှာကုလင်ထမ်းခဲ့သည့်ကောင်လေးသည်ကျမအနီးတို့ပျော်ရွှင်စွာပြောင်းရွှေ့လာလိမ့်မည်ဟုပဲထင်ခဲ့တာပေါ့သူအလုံးလုံးနေတာက သူပြောထားသလိုမျိုး အချိုရည်စက်ယုံမဟုတ်ပဲဘီယာစက်ယုံဟု အမှန်အတိုင်းကျမသိစေချင်မမဟုတ်အဝိအစားတွေကိုမလျှော်ပဲဝိပီးသားတွေကိုတလဲစီပြန်ဝစ်နေတာကို ကျမသိစေချင်မမဟုတ်လာကုံရက်တိုင်းရန်ကုန်လာဖို့သူချင်းကားခဲ့တော့ပတ်စံတွေဤအတိုးကိုသူအဖေကတဆင့်လှမ်းလှမ်းပို့နေရတာကိုကျမသိစေချင်မမဟုတ် ကျမမသိစေချင်တော့အကြောင်းတွေကို သူဖုံးကွယ်ထားတော့လဲပီပီရီရီလိန်တဲ့သူလည်းမဟုတ် စကားပြောရင်တစွန်းတစထွက်လာတာကိုဖိပြီးမေးလျင်ပေါ်ရောဒီထက်ဆိုတာကရှေ့ကဖုံနောက်ကပေါ်တစ်ခုနှစ်တစ်ခုစန့်စင်ဘက်တွေဖြစ်ကုန်တာမျိုးပထမတော့ဒီကလေးနဲ့တော့ဟုတ်ရီမိသည်နောက်တော့တဖြည်းဖြည်းဖုံးကွယ်မှုတွေပေါ်လာတာများလို့တော့ကျမမရှိနိုင်တော့ပြီနင်းဟာလေငငယ်တုန်းကပန်းဒီလေးတလုံးလိုပဲအခွင့်ကိုခွာလိုက်ပြီးရင်ဘယ်နေရာမှမဆိုချိုးရားစီပဲအခွင့်တွေကလည်းပပလေးအခုတော့နင်းလည်းတလဲသီးတလုံးဖြစ်နေပြီ။ ဟာတလဲတိတော့ကျွန်တော်မကြိုက်ဘူးမမရဲ့ပန်တီပဲလုပ်ပါသူကပြုံဆဆဖြင့်ကျွန်မစကားကိုလမ်းလွှဲဖို့ကြိုးစားသည်အခွင့်ကလည်းထုတ်တလားမမေးနဲ့အတွင်းကိုမြင်ရဖို့တော်တော်ခွာရတယ်လက်နာအောင်ခွာယူရတယ်အတွင်းကိုလည်းမြင်ပြီးလို့လည်းဝမ်းသာလို့မရဘူးနောက်ထပ်အကန့်ကတစ်မျိုးတကန်ပြီးတကန်အကန့်နေခွဲထားလိုက်တာတကန်ပြီးမှတကန်လူတွေကိုထုတ်ပြတာမင်းကလှုပ်ဝက်ချက်တွေများလုံးနဲ့တိတ်ခုံးွက်လုံးနဲ့ မမအကြောင်းဆိုရင်မင်းမသိတာပါရှိလေဘာမှမရှိဘူးအဲ့ဒါကိုမင်းဖပြောမလဲမမကစိတ်ကိုထိန်ချုပ်နိုင်စွာနေသေးတယ်လို့ကျွန်တော်ပြောမှာပေါ့သူကကျမကို အပြုံးမပြက်ဖြေပါသည်တက်တပွေသည်ရေနံချောင်းမြို့ဤမော်တော်စိတ်တွေထဲမှလက်ရှိအသုံးပြုနေကြသောမော်တော်စိတ်ဖြစ်သည် AR မြစ်သည် ရေနံချောင်းဘက်ဖြစ်သောအရှေ့ဘက်ကန်တွင် ်ရေတိုက်စားမှုနှုံးတင်မှုတို့ပြောင်းလဲဖြစ်ပေါ်နေတဲ့ဖြင့်တင်မောစိတ်တို့ရွေ့ရွေ့နေရာပြောင်းရသည် ရှေးတုန်းကလေတင်မောများစိုက်ကဲရာတပြေတန်းစိတ်ကံနောက်တော့တစ်တပွေးစိတ်ကံနောက်တော့ညောင်လာစိတ်ကံစသည်ဖြင့် AR မြေချောင်းကိုလိုက်ပြီးအတုံးပြုသည့်တင်မောစိတ်တွေပြောင်းနေရသည်အခုအခါကျမတို့ရောက်နေဒီမှာတစ်တပွေစိတ်ကမ်းဖြစ်သည် လေမော်တော်ရိုးစိုက်ကရာ အေယာရီမြစ်ပေးဂရုစိတ်သည်အရေးရသပင်ကြီးများဖြင့်အေးချမ်းနေ၏ရာတီဥဒုအေးမတဲ့တဲ့ပြေစောင်းကုန်ကန်ဤရာတီဖြစ်သည်ဖြင့်ညကံပေးမှာလေတဟူဟူတိုက်ခတ်နေပြီးအေးနေစေဂွန်ရဆိုင်အကြော်ဆိုင်လဖရေဆိုင်မဟင်္ဂါဆိုင်ထမင်းဆိုင်စသည်ဖြင့်ဆိုင်တတိလေးတွေကိုအနံ့အပြားတွေ့ရသည်ကရိုးစိတ်တွင် ခီးတဲတို့ဖြင့်စီကားနေပြီ 2002ခုနှစ်တွင်မိမိကလေးတို့သည် အသက်22နှစ်အရွယ်သို့ရောက်ကြပြီခုနှစ်နှစ်ထက်ကြာသွားပြီမို့မှတ်တမ်းထည့်ယူရမည်ကာလဖြစ်သည်ဒီတခါကလေးတွေကအရင်လို ရေနံချောင်းတစ်မြို့ထဲမှာတစုတည်းမရှိကြတော့ပဲအဝေးမှာတက္ကသိုလ်သွားတတ်သူနေပြောင်းသူစားတဖြင့်နေရာတွေမတူကြနေရာအနံ့လိုက်ရမှာမို့မိမိပင်မန်းမြီအဝေးနေရာတွေကိုမိမိကိုစား ကျမတို့ကမှတ်တမ်းယူကြပါသည် အခုနေမင်းဦးကတော့မိုးမခါနဲ့အခြားကလေး၃ယောက်လိုပင်ရေနံဆောင်မြို့မှာပဲနေထိုင်သည်တငယ်ချင်းတင့်တင့်သူ့ကြောင့်တည်ရသည်ဟုစိတ်ဝိဒနာဖြင့်အသက်ရှင်နေထိုင်သူမိုးမခါကဖျားကုံရွာမှာမူလာတန်းပြဆရာမလေးဖြစ်နေပြီမိုးမခါကို မနဲ့ပြန်သွားသွေးရမည်ဒီကနေ့နေမင်းဦးကိုမမေကိုယ်တိုင်တွေ့ဆုံမြင်မြန်မည်တတွေရွာတဲ့က တပင်တွေပက်လန်ဝိုင်းနေတော့ခက်တင်းတင်းပြင်ထောင်အိမ်လေးစီတို့ကျမတို့ရောက်ဆိုင်တွင် နေမင်းဦးကအိမ်မှာမရှိတော့ပါနည်းနည်းဆော့ဆော့စွန့်ခံမကြမိအချိန်ကလေးကသူအလုံးလုံးရကန်နန်းတို့သွားပြီဟု သူမိခင်ကပြောတဲ့ဖြင့်ကျမတို့အုပ်စုကန်သားတို့လိုက်တွားရသည် နေမင်းဦးတို့ဆိုင်ကလေထိုးချူဖာဆိုင်နဲ့ကွန်ရဆိုင်လေးဘေးကအမောတာပါပြီးအကမရှိသောတဲကလေးဖြစ်သည် ဆိုင်နံပါတ်မရှိ လေထုံးမြီပလတ်စတစ်ပိုက်တစ်သေးရှည်ရှည်လေးတစ်ခုကိုခွေပြီးမကြီးပင်ကွာစားမှချိန်ထားသည်ဆိုင်ထဲကဓာငွေထည့်ထားသည့်လေအိုးတစ်ခုရှိနေသည် နောက်ပြီးလေထိုးတာနဲ့ဆိုင်လာမဆိုင်လာမသိနိုင်သည့်မော်တာတွေတန်ထည့်ပစ္စည်းတွေကိုလည်းတွေ့ရသည်တစ်ဝေရွာတွေကအိမ်တွင်တူနေတာနဲ့ပြီး မော်တော်စိတ်မှစောက်ထားသည် အခုယာယီတဲကလေးတွင်တနေ့တာကိုကုံဆုံးလေးရှိသည်ဟုတီးရသည်နေမင်းဥဖို့တွေ့တော့ဇမအံ့ဩသွားသည်ပခုံးနှင့်လမောင်းတို့မှကျွတ်သားအပြည့်နှင့်အရွယ်ရောက်နေပြီးသောယောက်ျားတူဖြစ်နေလေသည်လူလာမြောက်လာသည်မိမိကလေးတွေထဲမှာတော့မောင်နေမင်းဥကလူချင်းနှင့်အတူဆုံးမှာပဲမောင်နေမင်းဥသည် မိသားစုတော်ဝင်ကိုဖခင်နဲ့အတူဦးဆောင်သူဖြစ်လာခဲ့ပြီးဆီယမမောင်နေမင်းဦးကကျမတို့ကိုမြင်တော့အားရပါးရနှုတ်ဆက်သည်မိမိကလေးတွေတဲ့တွင်ငငယ်တုန်းကကြွေးကြော်ထားသည့်ရီမှန်းချက်အတိုင်းတတွေ့မသိမ့်ဖြစ်လာသူကတော်တော်ရှားသည်အဲ့ဒီလူတွေထဲမှာနေမင်းဦးပါဝင်သည်ငငယ်တုန်းကရင်းငုတ်သမားဖြစ်စွနဲ့ဟုပြောခဲ့သည့်သူစကားကိုကျမ ဗရီယိုတွေပြန်ကြည့်ရင်တွေ့ရတော့ဒါကိုအလေးနဲ့တော့မယူဆမိခဲ့ပေအခုအခါသူဒီကြောတိအတိုင်းပင်ဖြစ်လာခဲ့ဒီကိုမြင်တွေ့ရသည်မိမိကသူအလုံးလောက်တိနေရာထိလိုက်သွားပြီးမင်းမြန်းချင်သည်ဟုဆိုလို့ကျမတို့သူ့မော်တော်လေးနဲ့လိုက်သွားကြပါသည်ကျမစိတ်ထဲတွင်ရင်းငုံတမားဆိုလျင်ရုပ်ရှင်တွေထဲမှာမြင်တွေ့ရတဲ့ဒီရင်းငုံဝတ်စုံတွေ ညနေဖုံးတွေနဲ့ကြော်မှာအောက်ဆီဂျင်ဘူးကိုပိုးထားသည့်လူတွေကိုသာမှန်ဆမြင်ရောင်ခဲ့ဤအခုတော့မောင်နေမင်းဥရင်ကုန်တီမှာဘာပစ္စည်းဘာကရိယာမှမပါပဲလူကြီးတက်တက်ရင်ကုန်ချမ်းမတကားရင်ကုန်တီအခါသူ့အဖေကခရောင်ကြိုက်ဖြင့်ငုပ်ပြီး သူကဘောင်းမီသွန်းနဲ့ငုပ်တီဒါပဲกว่าတီကျွန်တော်တွေကတော့လွန်ခဲ့တဲ့အနှစ်20ကအတိုင်းပါပဲ။ ဘာမှမပြောင်းလဲပါဘူးဟုနေမင်းဦးကပြောသည်ကျွန်တော်ကအင်းစီကို တိရှက်အလက်တစလိုမျိုးရွေးပြီးဝတ်တာပါချီလိုလည်းရေထဲမှာမလေးဘူးရေကအေးနေရင် အေးဒဏ်ကိုတိတ်မခံရဘူးလို့ထင်တာပဲကျမတို့၆ယောက်အသေးစားဆက်လေးလေးဖြင့်မြစ်လေသို့ထလာကြသည်သို့မဟုတ်မော်တော်ဟုပြောရမလားပယ်ထောင်ဟုပြောရမလားကျမတို့ရေနံချောင်းကတော့ ဆက်တက်ထားသည့်အလက်စားရည်ရင်ဆိုလျင်မော်တော်ဟုခေါ်ကြတာပါပဲနေမင်းဦးရဲ့သူဖခင်ရဲ့သူညီလေးရဲ့ပြီးတော့ကျမတို့၃ယောက်ရဲ့မြစ်တီရေနံဆောင်တော်ဝိုက်တွင်တဲတောင်ခုံတွင်များစွာပေါ်ထွန်းနေပြီမို့ကျမတို့ဆက်လေလေးသည်မြစ်ကိုဒီဘက်ကမ်းမှဟိုဘက်ကမ်းသို့ဓာတ်ရိုက်မောင်းရတာမျိုးမဟုတ်ပဲအလျားလိုက်မောင်းလိုက်ကန်းလက်မောင်းလိုက်နောက်တစ်ခါ အလျားလိုက်ပြန်မောင်းလိုက်ဖြင့်တောင်ခုံတွေကိုကြော်လိုက်၊ကွေးလိုက်ရှိသည်။ကျွန်တော်ရင်ကုန်ရင်မြေအောက်ခြေမှာတွေ့ထားတဲ့တန်တစ်တက်တလုံးရှိတယ်ဆီယာမရဲ့။ကျွန်တော်ဘ누구မှမပြောပဲထားတာ။ဒီနေ့အဲ့ဒါကိုဖော်မှာ။စမမော်တော်သေးလွားနေရ AR မြစ်ပြင်ကျေးကိုငုံကြည့်လိုက်တဲ့အခါရေသည်ဘာကိုမှထွန်းဖောက်မမြင်ရအောင်နောက်ကြည့်နေသည်ကိုမြင်ရသည်။တန်တစ်တာကိုသူဘလို့လုပ်ပြီးမြင်တွေ့ရပါလဲ။ တန်တစ်တာကိုဘလို့တွေ့တာလဲမေမေကမေးသည်ကျွန်တော်ရင်ငုံရင်းနဲ့မြေချမ်းမြေကျောက်စလစ်ခဲရီစားမှာအင်္ဂလိပ်ခေတ်ကဒင်ခါပြောင်းဟောင်းတစ်ခုကိုသွားတွေ့ရလေဒါနဲ့အနီးတဝိုက်မှာ အခောက်ခောက်အခါခါရင်ငုံပြီးရှာလိုက်တာတန်တစ်တာကိုတွေ့ရောတန်တစ်တာတော့ဟုတ်ချင်မှဟုတ်မှာပါဗျာဒီကောင်ကလူဖြစ်စင်တာတွေပြောနေတာမြေချမ်းမြေမှာနှုံထဲမှာမြုပ်နေတာဆိုတော့ဘာရဲလို့မသိနိုင်ဘူး ူဖေကအနှဲငယ်မျက်မှောင်ကျုံရဲ့ဝင်ပြောလေသည်အဖေကလည်းအဲ့ဒါတန်တစ်တာဗျလောင်းမလားကျွန်တော်ထိုးဆွကြည့်ခဲ့သေးတယ်တန်တစ်တာရဲမှာထွင်းထားတဲ့စလုံးကတော့ကျွန်တော်မြင်ခဲ့တယ်ဝိုင်းစလုံးလားမသိဘူးနေမင်းဦးသည်စိတ်လှုပ်ရှားနေသလားသူ့အဖေကတော့တီတီငိမ့်ငိမ့်ပါပဲညစ်ကြမ်းညင်စီတို့သူ့တက်တက်မှာ အခောက်ပေါင်းများစွာအခါခါဆင်ခဲ့ဘူးပေလိမ့်မည်မျော်လင့်ချက်တို့လည်းဤမျိုးစုံဖြင့်ပြည့်စည်ပြောက်ွယ်ခဲ့ဘူးပေလိမ့်မည် ရေထဲကဆယ်ဘူးလေးမှပေါ့ကျိုးနဲ့ဆွဲယူမလားဟုတ်တယ်ဒါပေမဲ့ရေထဲမှာပစ္စည်းတွေကိုမရရင်လေထဲမှာထည့်ပို့ပေါ့တယ်လေးအမဩအေးအဲ့ဒါဘာနည်းရမှာပါလဲစမတစ်ချက်စဉ်းစားစဲကိုလက်က အခိမိတိနည်းရမှာလေးအင်စင်နဲ့စမနဲ့နဲ့ရှက်သွားသည် စမကကိုလက်လိုယူပပေတာဖြစ်ဘွဲရထတူမှာမဟုတ်ဘဲစမကအင်္ဂလိပ်စာဒီကလေး ကျွန်မကကြပြားတွေကိုပို့ပြီးမှတ်မိတတ်သူပါအောက်ဆီဂျင်ဘူးမပါပဲမင်းရင်ငုံနိုင်နေပေါ့ကျမကတအံ့တော်မေးတော့သူကရီပါသည် အမားကလည်းငုံနိုင်တာပေါ့ကျွန်တော်၅မိနစ်ကြာအောင်ငုံနိုင်တယ်ယုံလား၅မိနစ်စက္ကန့်300အိုးမနှဲပါလားကျွန်တော်တို့ငငယ်တွေကမြစ်ထဲရေစင်းချိုးရင်ရင်ငုံပြိုင်နေကြလေကျွန်တော်အမြဲနိုင်ရတယ်အခုအဖေးဆန်ကျင်ကိုကျွန်တော်ချိုးနိုင်အောင်စူးစမ်းနေတယ် တကြွစာပြောနေတီကောင်လေး၏ညူမောင်းသောပါပြင်တို့ကိုကျမငေးကြည့်နေမိသည် ကောင်မောင်တဲ့လူရဲ့အသက်အန္တရာယ်ချက်ရင်ငုတ်တဲ့လူရဲ့အသက်အန္တရာယ်က96ဆပိုများတယ်တဲ့ဘဲဆောက်အထဲမှာလည်းမသိကျမဖက်ဘူးသည်ရင်ငုတ်သူမှာရေရူးဖီအားကိုခံနေရသည်မို့ရေနက်နက်ငုံလေဖီအားပုံများလေးဖြစ်မှာပေါ့ကဘာရင်ငုတ်ချန်ပီယံကြီးတွေကတော့ ရေထဲမှာအသက်အောင်ပြီးငုံနိုင်တဲ့အချိန်ကိုရှစ်မိနစ်ဟုဆိုသည်ဒီကောင်လေးကငါမတည်ရသည်ဆိုတော့ဘယ်ဆိုလို့လဲရေအနက်မီတာပုံများလေးစံချိန်တင်နိုင်လေးဖြစ်မည်ရေထဲကနေဘာဖြစ်စည်းတွေရတတ်လဲဟုကိုလက်ကမေးသည့်အခါအစုံမဲဟုပြောပြီးနေမင်းဦးကရှိပါသည်တခါတလေအဖိုးတန်ပစ္စည်းမဲ့လို့ဆဲလာတာရေပေါ်ရောက်တော့မှတန်ထဲအစုပ်ကြီးဖြစ်စင်ဖြစ်နေတာဘာဖြစ်လို့ရင်ငုံချင်တာလဲ မမေတို့မမေးပေမဲ့ဇမားတီချင်သဖြင့်မေးလိုက်မိချင်ဖြစ်ပါသည်ရေထဲကရတဲ့ပစ္စည်းတွေကို သွားရောက်ရင်ပတ်စံရတယ်လေဒါပဲလားဒါပဲပေါ့မဟုတ်သေးပါဘူးရေထဲမစွန်းမဲ့အပြက်မှာတခြားအလုပ်လုပ်လဲပတ်စံတော့ရတာပဲမဟုတ်လားကောင်းလေးတနေတွေ့ဝေသွားသည် မမေပြောတယ်လေတစ်ခါတခါမှန်ချက်နဲ့နှမ်းထွက်မကြိုက်ဘူးဆိုရေထဲမှာနုံတွေနုံတွေကြားထဲမှာတွေ့ရတဲ့ပစ္စည်းကို အဖိုးတန်နဲ့ထင်မိပေမဲ့ တကယ်တော့အဖိုးမတန်ဘူးဆိုအင်းအဲ့ဒါတော့ဟုတ်တယ်အမဒါပေမဲ့ရေထဲကနေဆယ်လာတဲ့ပစ္စည်းတွေကိုဝယ်မဲ့သူမရှိလဲကျွန်တော်ပိုတောင်သဘောကျနေတည်တယ်အဲ့ဒါတွေကိုကျွန်တော်တင်ထားတာပေါ့ဘလို့ပစ္စည်းမျိုးတွေကိုမရောင်းရလို့တင်ထားရတာလဲတက်တုံးတို့ပုဖနာအဟောင်းတို့မိခွက်အဟောင်းတို့ကြီးစံခွင်တို့ဘုံစံတို့ဟင်တမလန့်သွားတော့ကိုလိုက်ကရည်တီးမင်းကလည်းနင့်အိမ်မှာဖွားဖွားပန်းကက်နေတဲ့ခြေပန်းအိုးက ဘုံစံခွင့်အဟောင်းလေးအော်အင်းကျမတို့ဆလေကရေလဲကောင်တို့ရောက်လာ၏တကယ်တော့ကျမရေကိုကြောက်ပါသည်ကျမရေမကူတတ်ပါ မမေလည်းရေမကူတတ်ပါ သို့တော့မမေက ရေကိုမကြောက်ပါ အင်းလေးမမေကရေကိုမှမဟုတ်ဘာကူမှမကြောက်တတ်ပါ ကိုယ်လည်းဤစိတ်ကူးဖြင့်ကျမနှင့်မမေအသက်ကဲအင်ကြီးတွေဝတ်ထားကြသည် တတိကျပိခစားမို့ရေကကြခစားပဲရှိသေး၏။ရေနံเจ้าတွင်မုံမရွာတော့ဒီမှာတပတ်တော့ကြော်ပြီ။သို့တော့ဒီအချိန်ဒီတကယ်တမ်းရင်ငုံလို့ကောင်းတဲ့အချိန်တော့မဟုတ်သေးဟုနေမင်းဦးကပြောခဲ့ပါသည်။စောင်းခါကမြည်ရည်သည် ပိုပြီးကြည်လင်သည်ဟုပြောသည်။မြစ်လက်တွင် ခက်ကြမ်းကြမ်းတိုက်ခတ်သည့်လေကြောင့်ပိုပြီးလှိုင်းထန်လာသည်ဟုကျမထင်သည်။ဟောရီနားလောက်မှာပဲအဖေ စလီဘော်ကနေ ရေတဲ့ငုံကြည့်တော့ရေလိုင်းတွေကလွယ်လို့ကျမဘာမှမမြင်ရပါနေမင်းဦးတီအချွဲအထူးကရိယာတစ်ခုမှမပါပဲရေတဲ့ဆင်းရံပြင်းစင်နေသည်ခြေတော့မှရေရက်တို့ဘာလို့လဲမတက်ဘူးပေါ့ဟုတ်လားနေမင်းဦးတို့တာဖတ်၃ယောက်ကရီမော့ပြီးခေါင်းခါရန်ကြသည်သို့တော့နေမင်းဦးကသူ့လွယ်အိတ်ထဲမှာတစုံတစ်ခုကိုထုတ်ယူလိုက်၏အပြာရာ ကျွန်တော်မှဒါတော့ရှိရဲ့ဗျရေကူးသမားတွေတုံးတက်တီမျက်မှန်မျိုးပါ အလုံးဒီမျက်မှန်ကို ကျွန်မသိပါသည် မောင်နှင်ကျွန်မအကစားဆိုင်တစ်ခုမှာတွားဝဲသည့်ရင်ကုန်းမျက်မှန်မဟုတ်လားမောင်တက်ဝေကစတမာလာတော့ကရင်ကုန်းမျက်မှန်တစ်ခုလောက်လိုချင်လို့ဟုကျွန်မအားဆိုင်လန်းညွန်မိခဲ့တော့ကျွန်မပဲလိုက်ပို့ခဲ့ရတာအပြာရောင်ကို သူကရွေးတော့တောင်ကျွန်မက မင်းနဲ့ဆိုအဝါရောင်ကပို့လိုက်တယ်ဟုပြောခဲ့သေးတာသူကအပြပဲကြိုက်တယ်ဟုအပြပဲဝယ်ခဲ့သည်ဟောဒီမျက်မှန်ပဲပေါ့အေးဟုတ်ချင်မှဟုတ်မှာပါစင်တူနေတာမပြတ်နိုင်ဘူးလားမင်းမင်းဦးအကြွယ်ဝဲတာဆိုလျင်တဝေကအမှန်တိုင်းပြောမှာပေါ့ဘာဖုံးကွယ်လှုပ်ဝက်ထားစရာလိုလို့လဲဒီမျက်မှန်မျိုးရင်နဲ့เจ้าမှာဝယ်လို့ရလားစိတ်ထဲမျိုးတိတ်မထားနိုင်လို့ကျွန်မမေးလိုက်မိသည် နေမင်းဦးကယူတာစွာဖြေပါသည်။မရဘူးအမရန်ကုန်ကတငယ်ချန်ကပို့ပေးတာ ရင်ငုတ်တဲ့အခါမျက်မှန်တက်ရတယ်လို့သူကပြောတယ်။အထူးသဖြင့်မြေရီကပို့ပြီးညစ်ပတ်တယ်တဲ့။အော်တက်ဝဲကိုအမတိတ်မှာပေါ့။သူဝယ်ပြီးပို့ပေးလိုက်တာလေ။ကဲကျမမှန်းတာမှန်သွားပြီ။ကျွန်တော်တို့ကရင်ငုတ်ရဲ့အများအဖြစ်နှစ်ယောက်အတူငုတ်ကြတယ်။အဖေနဲ့ကျွန်တော်ပေါ့။တခြားရင်ငုတ်တဲ့ဘော်ဒါတွေလည်းရှိပါတယ်။အဖေနဲ့ကပို့ပြီးဖက်ညိတယ်။ တယောက်ထာတယောက်ပို့တည်တယ်ပေါ့သူဖေအားရေနံချောင်းတဝိုက်ရှိရှေခိတင်မောပြက်တစည်းဆယ်ယူရေးစီမံကိန်းအတွက်ရင်းငုံအဖွဲဖွဲ့ပေးရန်လုပ်ငန်းရှင်တယောက်ကကန့်လန့်နေသည်ဟုဆိုသည်သူဖေကငွေလိုချင်ပေမဲ့အသက်ကြီးပြီမို့စဉ်းစားနေသည်တဲ့နေမင်းဦးတင်းလက်ကန်းချိန်မှာအဲ့တရီစီကားနေတဲ့နေရာမှာခီးသွွားကုမ္ပဏီတွေကရင်းငုံအဖွဲတွေ ဖွဲ့ပေးထားတာနင်းသိလား အဲ့ဒီမှာရင်ငုံရင်ဒီမှာငုံတယ်လို့မဟုတ်ဘူးဟာအပြန်စားရင်ငုံဝတ်စုံနဲ့ခြေထောက်မှာလည်းရေရဲနဲ့အောက်ဆီဂျင်ဘူးနဲ့နေလုံးချင်လားရန်ကုန်မှာငါအတိရဲ့ခီးသွောကုမ္ပဏီတစ်ခုရှိတယ်ပတ်စံများများရလားရမှာပေါ့ဟာမေမေကကျမလမောင်းကိုတတိပေးတယ်လို့အသာတိုးလိုက်တော့လဲအရှိန်ကလွန်သွားပြီငါနင့်ကိုမပြန်ခင် တငယ်ချင်းရဖုန်းနံပါတ်ပေးခဲ့မယ်နင်စိတ်ဝင်စားရင်လှမ်းဆက်ပြီးမေးကြည့် သူတို့တားဖားနှစ်ယောက်ရေထဲသို့ဆွန်သွားချိန်တွင်ချမအားမေမေကစူပါသည်တမီးမေမေပြောရပါောင်းလဲများပြီတမီးကတဲအကြံဉာဏ်တွေ ပေးချင်တာကိုဟိုဆက်ဆက်ဒီဆက်ဆက်နဲ့မေမေအလုပ်ကို အမြဲပဲနှောက်ရက်တယ်ဟင်တမီးဘာနှောက်ရက်လို့လဲကျမအနေငယ်အောင်တက်တက်ဖြစ်သွားပါသည်မေမေမှတ်တမ်းကအရှိကိုအရှိတိုင်းမှတ်တမ်းတင်တာလို့တမီးကိုဘယ်နှခါပြောရမလဲဘာမှအကြံဉာဏ်မပေးနဲ့ဘာမှအကူအညီမပေးနဲ့ ။ဘေးနားကနေပဲအตาလေးလာကြည့်ပြီးမှတ်ထားရမှာပါဆို။ဟုတ်ပါရဲ့။ဒီလောက်လေးတောင်ကျမအကြံဉာဏ်ပေးခွင့်မရှိဘူးဆိုတာကျမသိရပါသည်။ဒါပေမဲ့မိမိသွားတတ်၏။ဒါမျိုးကကျမလိုအသိပညာပေးခြင်းသူတွေနဲ့နည်းနည်းမှမကိုင်းညီမှန်းကြားလေသေးကြလာလေဖြစ်သည်။ကျမသည်တစုံတစ်ယောက်ကိုပို့ပြီးတတအားပို့ပြီးပညာတော်အားပို့ပြီးအောင်မြင်အားအကြံဉာဏ်ပေးဖို့စာရိတ်တင်နေသူဖြစ်သည် သူတို့တာအဖောက်စီပါသွားတော့ရင်ငုံပစ္စည်းကရိယာတွေကတိတ်မများပါညားတယ်လို့ခက်ရှိရှိချွန်ချွန်အရာလေးတွေလက်နှိပ်တမိတန်လိုက်အိမ်များပြီးတော့နေမင်းဥမှာရင်ငုံမျက်မှန်ဒါပဲဒါတွေကလွဲပြီးကျမမမြင်လိုက်မိပါရှည်တဲ့အတွက်တန်လန်းချထားသည့်ကျိုးတစ်ချောင်းရှိလိမ့်မည်ဟုကျမမျှော်လင့်ထားခဲ့တော်လဲအခုတော့ထိုကျိုးမျိုးတောင်မပါဝင်ပေ သူတို့ဒိုင်းမင်ထိုးချသွားသောရေပြင်သည်ပြလဲ့လဲ့အရာသို့သောမှန်သားကဲ့သို့ဖောက်ထွင်းမြင်ရသည့်ရေပြင်တော်မဟုတ်ခဲ့ခဏောင်းနောက်လှိုင်းတွေကြားဖြစ်သည်ဖြင့်ကျမရင်ခုန်နေသည်တော်တော်အနည်းငယ်ကြီးတဲ့အလုပ်ပါပဲ9မိနစ်ငုံနိုင်သည်ဆိုတာတကယ်ပဲမှန်၏ပထမဆုံးရေထဲကနေခေါင်းတလုံးပြန်ပေါ်လာချိန်က9မိနစ်ပဲအဲ့ဒါနေမင်းဦးနောက်ထပ်3မိနစ်လောက်ကြာမှ သူ့အဖေပြန်တက်လာသည် သူတို့နေရာရေပေါ်ပြန်တက်ပြီးအတော့ဝအောင်ရှူကနောက်တစ်ဆိုင်ပြန်ငုံကြပြန်သည်နေစမ်းမအောင်အောက်ဆီဂျင်ဘူးနဲ့အောက်ဆီဂျင်ပိုက်တွေကရိယာတွေကဘလောက်များသေးကြီးတော်မို့လို့သူတို့မတုံနိုင်တာလဲအနည်းပုံနဲ့အောင်မလောက်တယ်ဘူးလားကိုလက်ရေငုံကရိယာတွေကသေးကြီးလိုက်ရင်တိတ်ကြီးတော်ပေါ့မမလေးရဲ့ဘယ်နဲ့ပြောပါလဲကိုလက်ကခံကောင်းတော့ဖြစ်၏နင်းကရေအောက်စကားတွေထဲကစွန်စားကန်းတွေကိုကြည့်ပြီး ိတ်ကူးရင်အိမ်မက်တွေမက်နေတာထင်တယ်။သူတို့သုံးတဲ့ကရိယာတွေအစုံအလုံးဝယ်မယ်ဆိုရင် အနည်းဆုံးသိန်း50 60တော့ရှိမှာဗျ။ဟေးအဲ့လောက်တောင်လား။အဲ့ဒီထထောင်းပို့အောင်မယ်။နိုင်လို့လက်မပတ်လို့ရတဲ့တန်လိုက်အိမ်မြောင်တောင်တသိန်းလောက်ရှိတဲ့။အပပကျမပခုံးတော်မိသည်။ဟုတ်မှန်ပေါ့။အသင်အသင်ရင်ကောင်းမျက်မှန်တောင်1000ကျော်ပေးရတာပဲ။ထိုချိန်မှာပင်ရေထဲမှပြန်ပေါ်လာသောဥကောင်းကိုကျမမြင်ရသည်။ ထိုဦးကောင်းမှမျက်နာပွားကနေပေါ်လာတော့အခါနေမင်းဦးနေမင်းဦးသည်ဆက်လေစီတို့လမ်းဝေးရံပြရင်တခုခုကိုလှမ်းအော်၏ဟောတိတ္တာကိုတွေ့ခဲ့ပြီထင်တယ်သို့တော့သူ့မျက်နာကဝန်တာတီမျက်နာမဟုတ်သူ့ဩနေတာဘာပြောနေတာပါလဲဘာပါလဲဟာအဖေအဖေနေမင်းဦးဤညီလေးကကျွတ်တစ်ချောင်းခါမှချိတ်ဆွလျက်ရေထဲသို့ဟောင်းကနေခုံပြီးဆင်းလိုက်သွားသည် ထို့နောက်သူတို့နှစ်ယောက်လုံးရေထဲသို့ငုံရှိုးသွားကြသည်သူတို့အဖေပြန်တက်လာသည်ကိုမတွေ့ရရေများနစ်သလားရေနစ်တာတော့မဖြစ်နိုင်ဘာဖြစ်တာလဲမသိဘူးမောင်လိုက်ရေမိမိကစိုးရိမ်ပူပန်သည့်အကြီးဖြင့်သူတို့ရင်ငုံသွားရသို့လမ်းမြောင်ကျနေသည်ဘရီယိုရိုက်ကူးနေသောကိုလက်သည်ဘရီယိုကိုရက်ပြီးအိမ်ထဲသို့ပြန်ထဲလိုက်သည်ယခုအခါဆလီဘော်တွင်ကျမတို့၃ယောက်သားကျန်တော့သည် လေသည်ဆက်ရက်ထားပေမဲ့လေနှင့်ရေလိုက်အရှိန်ကြောင့်တလုံးလုံးဖြင့်ရွှေရှားနေလေသည်လေပေါ်မှကြိုသည် ရေပြင်တွင်တမ်းမနေပဲရေထဲသို့ခက်ဆောင်ဆောင်စိုက်ကြနေသည်ထိုကြိုးလုံနေသည်မိနစ်ပိုင်းများလာကြပြီးရေပေါ်တွင်ဥကောင်းနှစ်ခုပြန်ပေါ်လာသည် ထို့နောက်နောက်ထပ်တစ်ခုအဲ့ဒါသူတို့အဖေဖြစ်မည်သူတို့နှစ်ယောက်ကသူတို့အဖေကိုတွေ့လျက်ရေကူးလာနေကြသည် နေမင်းဥညီလေးဤခါဖြင့်ဆက်ထားတော်ကြောကို အခုအခါသုံးယောက်စလုံးကအာပြုခိုင်ထားသည်ဟုထင်သည်ဆက်လေသည် သူတို့စီတို့တရွှဲရွှဲနေလာနေသည်ဆက်လေပေါ်တို့သူအဖေရောက်အောင်သူတို့ညီကိုနှစ်ယောက်ကို ကိုလက်ကဝန်းကူရသည်သူအဖေသည်ညလုံးကိုဖွင့်လို့မရပါအဖေအဖေသူအဖေချောင်းတဟုတ်ဟုတ်စိုးနေပြီး လက်ကပြ၏ တော်ပါသေးရဲ့တတိတော်လင်မနေပါသို့တော့တုတ်တကူလုံးရှွန်တွေပေးကြနေသည်ရွှေထဲမှာငုံနေရင်တတိလစ်သွားတာဟုနေမင်းဦးကပြောသည်တခါမှမဖြစ်ဘူးပါဘူးအဖေဘလို့ဖြစ်တာပါလေကျမကြီးလည်းအကောင်အဲ့အစ်အစားလည်းမပြတ်ဘူးနေမင်းဦးကသူတို့တို့ပြောနေရင်သူ့အဖေအားပစိုးစုပ်တစ်ခုဖြင့်ရေတုပ်ပေးသည်ထို့နောက်လေပေါ်မှာပါလာတော့ချီအင်းကြီးကိုသူ့အဖေအားဝတ်ပေး၏ ထို့အချိန်မှာမေမေကနေမင်းဦးအဖေကိုလက်ကဝဲမှာတွေးတောဆန်းကြည့်လိုက်ရင်ရှင်ဘက်ကိုလက်ဖြင့်ဖိကြည့်လိုက်စံတန်နေသည်အဖေနေကောင်းပြီလားဘာဖြစ်သွားတာလဲဟင်လူနာကမျက်လုံးကိုဖွင့်မကြည့်ပဲခက်အဲ့အတန်ဖြင့်စကားဆပြောသည်ငါအသက်ရှူလို့မရတော့ပဲမေမျောသွားတာကွာထို့နောက်နှာတစ်ချက်ခြေလိုက်သည်တော်ပြီအဖေနောက်ကိုရေမငုံနဲ့တော့ကျွန်တော်နဲ့နေဝင်မဲ့လုံးမယ် အမငါဘာမှမဖြစ်တော့ပါဘူးတချင်းတောင်ဆိုလို့ရသေးတယ်ဆိုပြမယ်ထို့နောက်နေမင်းဦးအဖေကခက်ရရန်ထကတချင်းတစ်ပုဒ်ကို အော်ဆိုလိုက်သည်မောင်မြတ်သာတီရာမြဆာရေမြောက်ပြန်လေးစောအသွေးမှာဆောင်ယူပေးပါလို့အဝေးသူစေလို့စေတီပါလေးစမောင်မမပန်းရွေရေ သူတန်ကဆဆချမ်းမာနည်းနည်းအကွဲတဲဝင်နေပေမဲ့တဖြည်းဖြည်းအတန်က ကြည်လင်ကပို့ပို့ကျဲလိုက်သူတို့ညီကိုနှစ်ယောက်ပြုံးရီလာကြသည်ဟာဒါမှတို့ဖေးကွာသားဖသုံးအောင်စလုံးပြုံးပြော်လာကြတော့မှကျမဤထိုင်လန့်သုံးလုံးမှုတွေတဖြည်းဖြည်းယောပါသွားသည် သူအဖေညာတေးသွားလို့ကတော့ကျမတို့ဘလို့မှခြေတာနိုင်မီမထင်မဲ့ ။နားဆင်ပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။အားလုံးပဲစိတ်ချမ်းသာကိုကြမ်းမာကြပါစေ။